မေစုကနော် ICJ ကိုသွားပြီးတော့စစ်ကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်လိုင်းတို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကဲခဲ့ပါလေဆိုရဲကောင်းလေကောင်းမလေးလူဘောတွေနေပင်းနေကြမှာမိမယ်ဒီလိုမျိုးကအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ဘုံကျုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာရိုးရင်ချမရှိဘူးလို့ပြောခဲ့တာပြောရဲတလားမြန်မာပြည်မှာရိုးရင်ချမရှိဘူးလို့ပြောခဲ့တာအဖဘုံမကြီးကအမျိုးသားရေးအစွန်းရောက်တယ် ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနေတယ်ဆိုတော့လူလူတောင်းလို့လာမပြောနဲ့အဲ့လိုတောင်းလို့လူတောင်းလို့လာပြောရင်တော့ခုပဲနဲ့ချိတ်တော့ဘာရဲ့ကိုပဲရှိလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးပြသမှုမရှိသည့်အပေါ်ဒေါ်အောင်ဆန်းစုကြည်နဲ့ဒေါ်အောင်ဆန်းစုကြည်ဝန်ရံသူတွေကိုမပူတူးစိန်ခေါ်လိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာ။ဖင်္ဂလိတေကိုနိုင်ငံသားခွင့်ပေးတင်လာဆိုရဲကောင်းစင်နဲ့ပြောသွားမှာဖြစ်ပါတယ်။ ဒီထက်မှာပြိပကဖင်္ဂလီတကောင်တော်တော်ဆောင်းကြနေတယ်။အောင်းကြောင်မှုတွေ။ဘာသာရေးပြိပကဖန်တီးနေတယ်၊လူမျိုးရေးပြိပကဖန်တီးနေတယ်။ကျမတို့သတိထားရမှာနှစ်ချက်ရှိတယ်။အဲ့လိုမျိုးနိုင်ငံခြားကိုရောက်သွားတဲ့ဖင်္ဂလီတွေကဒီကောင်အောင်းကြောင်မှုလို့အကုန်လုံးကဘုရားဘာသာကိုဆောက်ကားတယ်။ပြည်တွင်းမှာရှိနေပြီးတော့သူတို့လူဦးရေနဲ့တဲ့နေရာဖင်္ဂလီနေကြတော့ဟာအတီလူတွေမပြောပါနဲ့ဘာသာရေးပြိပကတွေမဖန်လေးပါနဲ့လူမျိုးရေးပြိပကတွေမဖန်လေးပါနဲ့အကုန်လုံးကညီကိုမောင်နှမနေမယ်အေးအေးချာချာအတူတူငင်းငင်းချက်ချက်နေကြမယ်လို့ပြောတယ်။ပြည်တွင်းမှာသူတို့လူဦးရေနဲ့တဲ့နေရာ ရခိုင်ပြည်ဘူတီတာမောင်းတို့လိုမျိုးမွန်ပြည်နယ်ကြိုက်မရောလိုမျိုးသူတို့လူဦးရေအင်မတန်များတဲ့နေရာကြနေရာမှာရှိတဲ့ဘင်္ဂလီတွေကအဲ့ဒီအောင်ကျော်မှုနဲ့တတိယရတယ်ပဲသူတို့လူများတဲ့နေရာဆိုရင်လူများတို့လူပေါင်းဝါပြီးတော့ခေါင်းထောင်ပြီးတော့ဘုရားဘာသာကိုစော်ကားရဲသူတို့လူဦးရေနေတဲ့နေရာကြခေါင်းငုံနေပြီးတော့လူနေစုအခွင့်ရေးပေးပါလို့တောင်းကြတယ်အဲ့ဒါသူတို့ရဲ့ဝါဒအဲ့ဒါသူတို့ရဲ့ဆောက်ကျင်ပဲကျွန်တော်တို့တည်ထားမှာပဲ နော်ကျောက်အခုလိုမျိုးဘာသာရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်လူမျိုးရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်เนาะကျွန်တော်တို့ဘုရားဟောထားတဲ့စာပေပြီးတဲ့ကအကြံဉာဏ်တွေနဲ့ kait နေပြီးအထောက်ထားတွေနဲ့ပြန်ချင်းပါတတ်တဲ့ကိုကျော်ကြီးဆိုတဲ့အကူကြီးတယောက်လမ်းပေါ်မှာအများကြီးတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ပုံကွေးရမယ်ရင်းနေတယ်လို့စကားလည်းမပြောဘူးတူတော်သူရဲ့ပြောဆိုမှုတွေကကျမတို့ထက်ဆိုင်ရင်ကျမတို့ထက်ဆိုင်ရင်ဘာသာရေး impact ကြီးဆက်တယ်အဲကျမတို့ကတူတော်ဘာသာရေးအသိဉာဏ်မရှိဘူးသူဆိုလို့ရှိရင်အာဘယ်တော့တန်းဘယ်လိုဘယ်ဝိနေရဘယ်လိုဆိုပြီးအချက်လက်တိကျဆိုတာလည်းပြောနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုကိုကျော်ကြီးလိုလူမျိုးနောက်ထပ်10ယောက်လောက်ရှိနေကြပါတယ် နောက်တဲ့ဆရာတော်ရှိနေကြပါတယ်เนาะအာရှိတယ်ဒါပေမဲ့တချို့ကရဖုံးသေးလို့နေနေကြတယ်ဥပမာဆရာခင်မောင်နေကြောက်ပါတော့ကျမကဆရာခင်မောင်နေကြောက်ပါတော့ဆောင်းတည်ရင်ဖတ်တယ်အရင်လည်းသဘောကျတယ်เนาะဆရာခင်မောင်နေကြောက်ပါတော့လို့ဆိုလို့ရှိရင်တကယ်ကိုကလောင်သွားကလောင်လက်လက်ကထတ်တယ်ဒါပေမဲ့ခက်တာကကျမတို့နိုင်ငံမှာကျမတို့လူလူလက်ပိုင်းနေလူငယ်ပိုင်းနေနေစာဖတ်မလားနေဖုံးသုံးလားသူမင်းစာဖတ်မလားဖုံးကြည့်မလားလို့မင်းအကောင်ကဖုံးမဲကြည့်လိုက်မယ်ဖုံးမဲသုံးလိုက်မယ် လုပ်ငန်းတွေလားတော့မဟုတ်ဘူးလူကြီးတွေလည်းအလိုပဲတချို့ဖိုးရေးဖွားရေးတက်ကြီးနေပြီဖုံးမဲကြီးနေကြတာစာမဖတ်ကြအောင်ကျွန်တော်လူတွေအကုန်လုံးကခက်ကစာအုပ်ကနေစာဖတ်တဲ့ခက်ကိုကြောခဲ့ပြီးတော့ဖုံးကန်ပြီးတော့ line တုံးတဲ့ခက်ကိုရောက်နေပြီဖြစ်တဲ့အတွက်နော်ဇေယခင်မောင်နဲ့ကြောက်ပလောင်တို့လိုမျိုးဟိုဒီဆရာဆရာဦးအောင်မြတ်မစိုးရင်စာတင်သားလို့ပေါ့နော်ဒီလိုလူတော်တွေကိုကျော်ကြီးနဲ့ဟိုတို့ကိုကျော်ကြီးလိုလူမျိုးလိုပဲတို့လိုဆိုလို့ရှိရင်စာပေကျန်ကအင်မတန်နှက်ဆက်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကကလောင်လက်နဲ့အပြင် social media ကလည်းတိုက်ပွဲဝင်နေပါတယ်အခုလိုလူမှုကွန်ရက်တွေကလည်းပြီးတော့လေအတိအညာတွေပို့တူတာတွေမျှဝေပြီးတော့ကျမတို့ဘာသာတန်တာကိုစော်ကားနေတဲ့ဘာသာခြားလူမျိုးခြားတွေကိုတုံ့ပြန်ပေးတင်ပါတယ်တုံ့ပြန်ပေးပါကုကြုံရင်းလူမျိုးတွေနောက်ထပ်နောက်ထပ်အများကြီးပေါ်ထွက်ဖို့မျှော်လင့်ပါတယ်ဆိုတော့ကျမပြောချင်တဲ့ဒီကအကြောင်းရပင်ကလေးတွေကိုနိုင်ငံသားခွင့်ပေးတင်လားကျမတယောက်တည်းအမြင်ကပေးတင်တယ်တက်ပြပြောမယ်ဗီလီတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လားနိုင်ငံသားအခွင့်အရေးပေးတယ်လားဟုတ်ကဲ့ပေးတယ်ပါတယ်ဘလို့လူတွေကိုပေးရမလဲ ကျွန်တော်တို့မြန်မာပြည်မှာတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအဆင်ဆန်နေခဲ့ကြတယ်ဘိုးဘွားအဆင်ဆန်မြန်မာပြည်မှာနေခဲ့ကြတယ်မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်။အဲ့ဒီဘင်္ဂလီတွေကိုကျွန်တော်တို့နိုင်ငံဒီစဲဥပဒေနဲ့ကိုက်ညီတဲ့လူမှန်သမ ्या ကိုကျွန်တော်တို့ကနိုင်ငံသားခွင့်ပြေးဖို့ပြီးရမယ်။ပြီးတင်တယ်။နိုင်ငံသားဖြစ်ခွင့်ပြီးတင်တယ်။ပြီးလေပြီးခဲ့တယ်။တမန်တော်ဦးသိန်းနေဆိုတာလက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပြီးခဲ့တယ်။တမန်ဦးထင်ကျော်တမန်ဦးမင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပြီးခဲ့တယ်။ပန်းရောင်ကလေးထုတ်ပြီးခဲ့တယ်။ ဒါပေမဲ့အခုတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်တို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်။တိုင်းရင်းသားဖြစ်ချင်နေကြတယ်။ဒါမျိုးကြတော့ပြေးလို့မရဘူး။မြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတီရှိအများကြီးရှိတယ်။အဲ့ဒီဘင်္ဂလီတီကိုမြန်မာနိုင်ငံသားဖြစ်ခွင့်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်။သို့တော့တိုင်းရင်းသားအခွင့်အရေးမပေးနိုင်။တိုင်းရင်းသားအခွင့်အရေးပေးရအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူး။အခု ဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်ရတောင်းနေတာပေါ့နိုင်ငံသားဖြစ်ချင်လို့တောင်းနေတာသူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီပြဿနာအစကဘာတူလဲအောင်ဆန်းစုကြည်အဲ့ဒီပြဿနာအစကဘာတူလဲတော့အောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုဖီအာနဲ့အကြံပေးကော်မရှင်ချုပ်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘာတူနေလဲကိုဖီအာနဲ့အကြံပေးကော်မရှင်စပြီးငှားတဲ့က နော်လွတ်တော်မှာရှိတဲ့အတိုက်ခံတွေအတိုက်ခံပါတီတွေအကုန်လုံးကန့်ကွက်တယ်။နော်ရခိုင်ပါတီတွေကန့်ကွက်တယ်။ရခိုင်လွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြည်အားနဲ့လုံနိုင်ငံခြားကအကောင်ကိုမငားပဲနဲ့ကို့ နိုင်ငံသားချင်းချင်းကုလူမျိုးချင်းချင်းကြောချင်းကဲ့ယဉ်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းပြည်မှာဒိုင်ယန်လော့ပါတနာဖြစ်ကျွန်တော်တို့ကိုအသတ်မှတ်ပေးပါအောင်ဆိုပြီးတော့နော်ရခိုင်လွှတ်တော်မှာဦးလှဆော်လို့လွှတ်တော်မှာတောင်းဆိုတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကရခိုင်လူရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်တိုင်တွေကိုဘေးချိန်ပြီးတော့ကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကိုငှားခဲ့တယ်။အဲဒီကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကမြမပီရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတက်သွေးမတိန်လိုက်ပြီးလုပ်ခဲ့တယ်။အဲဒီတရားခံအောင်ဆန်းစုကြည်ပဲ။ မဟုတ်ပါဘူးလို့ဘယ်သူညင်မလဲကိုပီအာနဲ့အကြံပေးကော်မရှင်ပါအချက်88ချက်ကတိုင်းပြည်ကိုဘင်္ဂလီလက်ထက်ထည့်တာမဟုတ်ဘူးလို့ဘယ်သူညင်မလဲကျွန်မစိန်ခေါ်တယ်အဲ့ဒီကိုပီအာနဲ့အစည်းအခါကထွက်ပြီးတော့မကြခင်ပါပဲခံပြရကတရားဆိုရင်နော်မစီမစားဟိုအဝေးကြီးကရေချိုင်းမိချာကဂမ်ဘီယာကတရားစွဲရင်အချိကျမှုအဲ့ဒီဂမ်ဘီယာတရားစွဲရင်အချိကျမှုကဘင်္ဂလီတွေကိုတတ်တယ်မတတ်ဘူးဆိုတာအဓိကမဟုတ်ဘူးသူတို့လူမျိုးလိမ်ရိုဟင်ဂျာဆိုတဲ့နာမည်အဓိကထပ်ပြောမလို့ ်ကမ်ဘီယာကတရားစွဲရအကြီးကြီးမှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းတီရောမှာတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးလူမျိုးတုံးတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးသူတို့လိုချင်တဲ့ဘင်္ဂလီတွေကိုရူဘင်ဂျာစွဲနာမည်နဲ့မြမပြည်မှာတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လိုချင်တာဒါဆိုရင်ဒီနေရာမှာအမေစုကနော်အကြီးကြီးကိုတော့ပြီးစကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်လာရုပ်ကကြောက်လို့အကြီးကြီးကိုမသွားရင်ပဲနဲ့အမေစုကစစ်တက်ကိုကဲခဲ့ပါလေဆိုရဲကောင်းနေကောင်းမနေလူပေါ်နေနေပင်းနေချမမိမယ် ဲ့ဒီလိုမျိုးအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ဘုတ်ချုပ်တွေကမှသွားရင်လိုအောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်လေကီကော်တိုက်ပွဲတွင်လေကြောင်းအပါဝင်အသေးခံဒရုန်းအပြင်လက်နက်ကြီးပစ်ကူများဖြစ်ပါထိုးစစ်ဆင်နေတော့လဲစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတေဆုံးမှုများနေကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ရှိလေကီကော်မျိုးတင်းနဲ့ပြူဟာမြောက်ရေးပါတီဆွေတော်ကုန်းဘတ်သို့ထိုးစစ်ဆင်နေသည့်စစ်ကော်မရှင်တပ်နှင့်ခုခံတိုက်ခိုက်နေသည့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များငါရဲမြောက်နေ့အထိတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းသိရသည် စစ်ကော်မရှင်သည်လေကြောင်းပါဝင်အသေးခံကာမီကာဇေဒရုန်းများလက်နက်ကြီးပစ်ကူများဖြင့်အင်အားသုံးထိုးစစ်တိုက်ခိုက်နေတော်လဲယမန်နေ့စက်တင်ဘာ25ရက်နေ့အထိစစ်ကော်မရှင်တပ်ဖက်မှထိခိုက်တိုက်စုံများပြားလျက်ရှိကြောင်းစစ်ရသတင်းရင်းမြစ်ထံမှသိရသည်အသေးခံဒရုန်းတွေအပြင်လက်နက်ကြီးပစ်ကူရောလေကြောင်းပါသုံးပြီးတက်လာလဲတေးတာပဲရှိရောက်ရင်အပြုံလိုက်မနေကလည်းအပြုံလိုက်ထက်သေးတယ် ဟုစစ်ရေးတရင်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည့်စစ်ကော်မရှင်သည်၄ကီကော်မျိုးတစ်ကိုရရှိနိုင်ရေးအတွက်စက်တင်ဘာ၂၁ရက်မှစတင်ကထိုးစစ်ဆင်လာခြင်းဖြစ်ပြီး23ရက်တွင်တိုက်ပွဲပြင်းထန်ကဂျင်းတို့ဘက်မှစစ်ကြောင်းလိုက်အစုလိုက်အပြုံလိုက်တိုက်ဆုံမှုများရှိခဲ့ကြောင်းသိရသည်စစ်ကော်မရှင်တပ်သည်ဂျင်းတို့၏လက်အောက်ခံနေချားဆောင်တပ် BGF အကူအညီဖြင့်ထိမဲ့ဝါခီကြေးရွာဘက်မှထိုးစစ်ဆင်လာရာ BGF များပါထိခိုက်တိုက်စုံမှုများနေ၍ရင်းနေရာတွင်ပင်ထိုးစစ်ရက်တက်နေကြောင်းသိရသည်ထိုးစစ်ဆင်နေသည့်ဆွဲတော်ကုန်းစခန်းသည်လက်နက်ကြီးပြူဟာကုန်းစခန်းဖြစ်ကမြဝရီမြို့တိုက်ပွဲအပြင်နေဆက်လုံကြုံ၏အတွက်ပါပြူဟာကျသည့်စခန်းကုန်းတစ်ခုဖြစ်ကြောင်းသိရသည်တော်လန်ရေးပူပေါင်းတပ်များသည့်အဆိုပါဆွဲတော်ကုန်းခန်းကို2024အောက်တိုဘာလအတွင်းကသိမ်းယူနိုင်ခဲ့သည် လက်ရှိတွင်စစ်ကော်မရှင်တပ်ကအာရှလမ်းပေါ်ရှိတပ်စခန်းနှင့်စခန်းကုန်းများကိုပြန်လည်သိမ်းယူပြီးနောက်လက်ခတ်တောင်စခန်းကုန်းမှနေ၍လည်းလက်နက်ကြီးများဖြင့်ပစ်ကူတိုက်ခိုက်နေကြောင်းသိရသည်။ခြေပါခဲ့တာကမြမပြည်မှာလူဟင်းချမရှိဘူးလို့ပြောခဲ့တာ။ပြောရေးသလား။ မြမဒီမရိုဟင်ဂျာမရှိဘူးလို့ပြောခဲ့တာပြဿနာဆပြီးတော့ဖြည့်ရှင်းနေတရားရုံးမှာသွားပြီးဖြည့်ရှင်းပြီဆိုရယ်နံပါတ်1ပြောရမှာကဒီကမ်ဘီယာကဆွဆွဲတဲ့ရိုဟင်ဂျာဆိုတာကျမတို့မြန်မာပြည်မှာမရှိဘူးကျမတို့တိုင်းရင်းသားထဲမှာရိုဟင်ဂျာမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောက်ဆန်းစုကြည်ပြောရဲကလားပြောခဲ့တယ်လား ဒေါ်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တော့ခင်ဗျားတို့နားထဲမှာအားရိုင်းလိုက်တာလို့မရိုင်းလိုက်တာလို့စော်ကားလိုက်တာလို့ခင်ဗျားတို့နားထဲမှာအေးဒေါ်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တာတော့ခင်ဗျားတို့နားထဲမှာရိုင်းနေလို့ထင်ခင်ဗျားတို့အသေးထဲမှာနားရင်ကျမတို့ကလည်းကျမတို့ချက်တဲ့တက်မလို့ခေါင်းဆောင်နေလို့ခင်ဗျားတို့နော်အောင်ဆန်းစုကြည်ကအမေခေါ်ပြီးမရောက်လိုက်ကြမအေးလို့လို့ဆဲနေတယ်ခင်ဗျားတို့အောင်ဆန်းစုကြည်ကတော့အမေရဲ့မရောက်လိုက်ကြတော့မအေးလို့တဲ့ခင်ဗျားတို့အဲ့ဒီလိုမျိုးဆက်ဆုံမှုတွေကျမတို့လည်းနားတယ်ကိုကျစားတဲ့အောင်ပြောပြတာ ားတို့တွေဟာဥနေဝင်ဆိုလဲဆင်းလိုက်တာဆင်းလိုက်တာဥတန်းဖြေဆိုလဲဆင်းလိုက်တာဆင်းလိုက်တာမင်းတို့တွေအလုပ်ဆိုင်တာငါတို့လည်းနားတယ်အခုကျမကဒေါက်ဆန်းစုကြည်ကိုထော်မတက်ပဲနဲ့အောင်ဆန်းစုကြည်ကိုပြောလိုက်တာခင်ဗျားတို့ရိုင်းနေချင်းချင်းခင်ဗျားတို့ဥနေဝင်တို့ဥတန်းဖြေတို့ဥမေအောင်လိုင်းတို့တစ်ချိန်လုံးဆင်းနေတာဘယ်လောက်ရိုင်းလဲဆိုတော့ခင်ဗျားတို့စဉ်းစားဟုတ်ပြီဒီညမှာတော်အောင်ဆန်းစုကြည်ကိုတိုင်းကမြမပြီးမှလူကြီးချမရှိပါဘူးတိုင်းရင်းသားထဲမှာလူကြီးချမရှိပါဘူးလို့မငင်းခဲ့တယ်လို့ဒေါက်ဆန်းစုကြည်အားထားတဲ့နိုင်ငံသားသားရှေ့နေတာဘာပြောလဲနာမည်ကဝီဂျင်းရှိပါ့ ်เนาะဝင်းရဲရှားပဲဆိုတဲ့နိုင်ငံခြားသားအာရှိနေနိုင်ငံခြားသားဥပဒေအကြံပေးရရှိကဂမ်ဘီယာမှာသွားပြီးတော့ ICJ ICJ မှုကိုဂမ်ဘီယာတရားစွဲရင် ICJ မှုကိုတက်ဟိတ်မှာဖြေရှင်းတော့ကရိုဟင်ဂျာလို့လည်းတုံးသွားတယ်အောင်ဆန်းစုကြည်ကမြန်မာပြည်မှာဘူဟီတာမရှိဘူးလို့မငင်းနဲ့ပြည့်။နှစ်အောင်ဆန်းစုကြည်ငားထားတဲ့နိုင်ငံသားသားရှေ့နေဝီလန်ရှက်ဘက်ကမြန်မာပြည်ကဘူဟီတာမြန်မာပြည်ကဘူဟီတာလို့ပြောထားတယ်။ဆိုတော့မြန်မာပြည်မှာဘူဟီတာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလား။ ဒီလူမျိုးကိုမြမဒီမှာတိုင်းရင်သားဖြစ်နေတယ်မြမဒီမှာရှိနေတယ်လို့ဝန်ခံလိုက်တာနဲ့မတူဘူးလားအေးအဲ့ဒီလူမျိုးမြမဒီမှာရိုဂျာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နည်းနည်းပြရတော့မယ်အခုကမ္ဘာအခြေအနေပြောနေတဲ့စေဆုံးစေဆုံးဆိုတာရခိုင်ဒီမှာဘေးကိုပြရမယ်ရခိုင်ဒီမြောက်ပိုင်းတစ်ခုလုံးကိုဘင်္ဂလီနည်းမီးရိုဂျာနည်းမီးရိုဂျာပြည်နယ်ဆိုပြီးပြရလိမ့်မယ်အဲ့ဒီလိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနေမြေရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state safe zone လို့ပြီးလိုက်လို့ရှိရင် တ်ချ်ပီအာနာရပီပီချက်အာနာရတာ ਨੇ ပထမဆုံးလုပ်ခဲ့တဲ့ non migration ဘတ်စာချုပ်နောက်အောင်နဲ့16ခုနှစ်ဂျွန်22ရက်နေ့အောင်ဆန်းစုကြည်တယောက်တည်းသဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ Nine Migration Bill စာချုပ်အရာကဘာနိုင်ငံအသီးသီးမှရောက်နေတဲ့ migrant နော်ခိုးဝင်ဘင်္ဂလီတွေကိုပြောတာအဲ့ဒီခိုးဝင်ဘင်္ဂလီကကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်လာမယ်ဆိုပြီးအဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းက ရီတာစိတ်ဆိုတာမျိုးသူတို့ခြောက်လာကြတယ်။ဘာကြောင့်လဲအောင်ဆန်းစုကြည်လက်မဲ့ရေးထိုးထားတဲ့ Land Migration by Subject ကြောင့် Migrant တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရတယ်။နော်ဆိုတော့ခင်ဗျားတို့တစ်ဖက်တစ်ဖက်ဖြုတ်အောင်တော့လေ။ရွေးကြတယ်ကိုတိုင်းရင်းသားခွင့်ရပေးမယ်မအောင်နဲ့လူမိသားမြန်မာပြည်တော်မရှိဘူး။နော်ဆိုတော့ကျွန်တော်တို့ကပြောတာရှင်းရှင်းလေးမြန်မာပြည်မှာနေပြီးတော့နော်အိန္ဒိယကနေရောက်လာတဲ့ဘင်္ဂလီဘင်္ဂလားဒေ့ကနေရောက်လာတဲ့ဘင်္ဂလီ သူတို့ရဲ့လာရကအိန္ဒိယသူတို့ရဲ့လာရကဘင်္ဂလားဒေ့သို့တော့ငါတို့မြန်မာပြည်မှာသူတို့ဘိုးဘွားအဆင်ဆန်နေခဲ့တယ်။ဒါကြောင့်မလို့အဲ့ဒီလိုမြန်မာပြည်မှာဘိုးဘွားအဆင်ဆန်နေခဲ့တဲ့ဘင်္ဂလားဒေ့မြန်မာနိုင်ငံရဲ့ဒီစရဲဥပဒေနဲ့တန့်ကြီးတဲ့ဘင်္ဂလားဒေ့အများကြီးရှိတယ်။အဲ့ဒီအများကြီးကိုငါတို့နိုင်ငံသားဖွင့်ရေးပေးပေးနိုင်တယ်။နိုင်ငံသားဖြစ်ခွင့်ပေးနိုင်တယ်။သို့တော့ငါတို့နိုင်ငံမှာမရှိတဲ့တိုင်းရင်းသားဖွင့်ရေးလာမှတောင်းတယ်။နိုင်ငံသားအခွင့်အရေးပေးထားပါလေနိုင်ငံသားဖြစ်ခွင့်ပေးနေပါလေနဲ့တိုင်းရင်းသားဖြစ်ခွင့်မရတာနဲ့ပဲဟာဘောမကြီးကအမျိုးသားရေးအစွန်းရောက်တဲ့ ဗမာတွေကမြို့ကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနေတယ်ဆိုတော့တောလုံးတောင်လုံးလို့လာမပြောနဲ့အဲ့လိုတောလုံးလို့တောင်လုံးလို့လာပြောရင်တော့ခုံပနဲ့ချိတော့ပါရိုက်ကိုပဲရှိလိမ့်မယ်နော်ကျွန်တော်ကျမရဲ့ဗီဒီယိုခိုင်းတယ်ဘယ်နည်းဖြည့်ညက်ကလုပ်ပြီးတော့ကျမအကြနဲ့လောက်စားနေတဲ့ကောင်းလေးကမိုက်ရှင်တို့အတိညာရှိတယ်ဆိုရင်တတိရှိတယ်ဆိုရင်ကျမဆင်ခွန်ရယ်နော်ကျမကအချက်အလက်နဲ့နိုင်ငံရေးလိုမေးခွန်းထုတ်တဲ့ဖြစ်တဲ့အတွက်ရှင်တို့တွေလည်းအချက်အလက်နဲ့နိုင်ငံရေးလိုပြန်လဲခြေပနိုင်ရမယ်။ကျမကရင်းရင်းကျေးကျေးလူလူမေးတဲ့အတွက်ရှင်တို့ကလည်းရင်းရင်းကျေးကျေးလူလူပြန်ဖြေတက်ဖို့လိုပါတယ်။